ပေးချင်တာလေးကပေါ့နော်အဲ data တွေက advanced filter ရဲ့ပြီးရခါကြတော့ဒီ view တွေကပေါ့နော် microwave ကို အသုံးပြုပြီးတော့ကျွန်တော်တို့ filter လောက်တာရဲ့ပြီးရခါကြတော့ copy လေးတွေတော့ကူးတာရဲ့ပေါ့နော်အဲကျွန်တော်ဘယ်လိုလုပ်သွားလဲဆိုတာလေးကိုမျှဝေပေးချင်တာဖြစ်ပါတယ်ရှင်အဲမှာဆိုရင်ကျွန်တော်ကကျွန်တော်ရဲ့ဒါငွေစင်ရင်းလေးပေါ့နော်ကျွန်တော်ငွေစင်ရင်းလို့ကျွန်တော်ဒီမှာဆိုရင်ဒါငွေစင်လေးကိုကျွန်တော်တည်ပဲလေးနဲ့ပေါ့နော်နေ့တိုင်းအဝင်အထွက်လေးတွေကိုဒီမှာလေးရိုက်ထည့်သွားတယ်အဲရိုက်ထည့်သွားပြီးတော့ ကျွန်တော်ရဲ့အောက်ဆုံးမှာပေါ့နော်ကျွန်တော်တေဘယ်လေးရဲ့အဆုံးမှာဆိုရင်ဒီမှာတေဘယ်လေးဆုံးသွားပြီပေါ့နော်အဲတေဘယ်လေးကိုကျွန်တော်တော်တော်များများလေးထားလိုက်ပါဦးမယ်ဒီဘယ်လေးကိုဒီမှာရှိရပေါ့နော်အတီဘယ်လေးရဲ့အဆုံးမှာဆိုရင်ကျွန်တော်ကဒီမှာလေးစီးရင်လေးတစ်ခုဟိုပါပေါ့အပီလို့ရှိရင်တော့ကျွန်တော်အောက်မှာဆိုရင်ဒီ တေးပဲမဟုတ်တော့ဘူးပေါ့နော်ဒါကတော့အပေါ်ကတေးပဲဖြစ်ပြီးဒါကတော့ကျွန်တော်ကရွရွပေါ်တာနဲ့ပေါ်တာခတ်ထားတယ်ဝင်ငွေပေါ့အဲဒီမှာဝင်ငွေထွက်ငွေဒီမှာဆိုဝင်ငွေဒီမှာထွက်ငွေစင်းပွင့်လက်ကျန်ပြီးတော့စင်းပိတ်လက်ကျန်လေးကျွန်တော်ရေးထားတယ်စုစုပေါင်းပေါ့နော်ကျွန်တော်တို့လာကျုပ်ချုပ်တဲ့ပုံစံပေါ့နော်နေ့စဉ်သုံးချုပ်တဲ့ပုံစံလေးကျွန်တော်လာကျော်လေးကိုလုပ်ထားတာပါအဲတကယ်လို့ကျွန်တော်ကဒီမှာအဲဥပမာဆိုရင်တရက် ဒီမှာဆိုရင်3ရက်24လို့ရိုက်ထည့်လိုက်မယ်ဆိုရင်ဒီမှာ3ရက်24လရဲ့ဝင်ငွေထွက်ငွေလက်ကျန်လေးပြန်ဖြစ်သွားတာပါဒါဆိုရင်တော့ကျွန်တော်ဟိုနေ့စဉ်လက်ကျန်လေးကိုလည်းကျွန်တော်ဒီမှာရိုက်ထည့်လိုက်ရုံနဲ့တည်တယ်ပြီးတော့ဒါတွေကိုဖြတ်ထားမယ်ဆိုရင်တတိလောက်ထားမယ်ဆိုရင်တော့ဒါစုစုပေါင်းတိုတယ်လက်ကျန်ကိုကျွန်တော်တည်နိုင်တာပေါ့နော်အဲ့လိုပုံစံလေးကျွန်တော်ကသွားထားတာပါအဲ့လေးကကျွန်တော်ဥပမာဆိုရင်ဒီမှာပေါ့နော်ကျွန်တော်အောက်ကိုပြင်ဆင်လိုက်ပါဦးမယ် ဒီမှာ317လောက်ပဲကျွန်တော်ဒီမှာရိုက်ထည့်လိုက်မှာပေါ့နော်ဒီမှာ equal ကျွန်တော်ကတော့ခုပြင်ရိုက်ကြည့်နေရမှာဆိုလို့ဒီကောင်လေးကိုပဲယူထားလိုက်မှာပေါ့နော်အဲဆိုရင်ကျွန်တော်ကအဲဒီမှာ317လောက်ကိုကျွန်တော် filter စစ်ကြည့်မှာပေါ့317လောက်2024ရဲ့စီးရင်ကိုလိုချင်တယ်အဲပြင်ကျွန်တော်ကဒီကောင်317လောက်2024ရဲ့စီးရင်ကိုဘာလို့မလဲဆိုတော့ဒီ daily ဆိုတဲ့ရှိမှာကျွန်တော်သွားကူးမှာပါဟုတ် ျွန်တော်ကြီးမကြီးမဆိုရင် daily ဆိုရဲရှိမှနှစ်ခုပူးထားရတယ်ရှိတယ်ပေါ့နော်အဲဒီမှာဆိုရင်ကျွန်တော်ဘယ်နေ့ထိရောက်သွားပြီလဲဆိုတော့10ရက်17ရက်နေ့ထိရောက်သွားပြီဆိုတော့ကျွန်တော်ဒီမှာ14ရက်12ရက်နေ့လို့ထားလိုက်မယ်ပေါ့နော်12ရက်17လ24ကိုအဲ့အောက်လေးမှာကျွန်တော်တော့ကူးမယ်အဲ့ဒါဆိုကျွန်တော်ဒီမှာရိုက်ထည့်ပြီးပြီးဒီမှာရက်ဆွဲကိုရွေးပြီးပြီးကျွန်တော်လိုချင်တဲ့စစ်ချင်တဲ့ဖစ်တာပေါ့နော်အကောင့်နှင်းဆိုလဲအကောင့်နှင်း group ဆိုလဲ group ပေါ့လေကျွန်တော်ရက်ဆွဲကိုရိုက်ထည့်ပြီးသွားပြီဆိုရင်ကျွန်တော်အခုရက်ဆွဲရေးမှဆိုရက်ဆွဲလေးကိုရိုက်ထည့်ပြီးသွားပြီဆိုရင်ကျွန်တော်ဖစ်တာစစ်လိုက်မယ်အဲ့ဒါဆိုဒီမှာ12ရက်17လရဲ့ ကျွန်တော်တို့အသေးစိတ်သုံးထားတဲ့စီရင်လေးတွေသူရဲ့ဝင်ဥပါပေါ့ဝင်ငွေတွေလက်ကျန်တွေထွက်လာတယ်အဲ့ဒါကိုကျွန်တော်က copy လို့ဒီမှာပေးလိုက်မယ်ဒီမှာဆိုရင်12ရက်နေ့ရဲ့စီရင်လေးရောက်လာပြီဖြစ်ပါတယ် ဒါလေးကတော့ကျွန်တော်အဲ့လိုမျိုးပုံစံလေးကိုဘလို့ပူးသွားရလဲဆိုတာလေးကိုကျွန်တော်ကဒါလေးကကျွန်တော် Avan Fitter ရဲ့ Micro ရဲ့ကိုတုံးပြီးတော့လုပ်သွားပါတော့เนาะအဲ့ဒါလေးကိုလုပ်တဲ့နည်းလေးကိုမျှဝေပေးချင်တာဖြစ်ပါရဲ့ဖြင့်အဲ့တော့ Avan Fitter ရဲ့ Micro ရဲ့ကိုကျွန်တော်ဒီရှိလေးမှာပေါ့เนาะဒီ workbook လေးမှာကျွန်တော်လုပ်ပြသွားမှာဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာစီးရင်လေးပေါ့เนาะအဲ့ဆိုကျွန်တော်တို့ပထမဆုံးဆိုလို့ရှိရင်တော့ဒီဒီ table ရဲ့ feeling လေးကိုကျွန်တော်ဒီမှာ copy ပြရမှာပေါ့เนาะကျွန်တော်ဒီမှာပြထားပြတာဖြစ်နေပါတယ် မှာတော့ကျွန်တော်ကူးထားပေးတာပေါ့နော် copy pinning လေးကိုကျွန်တော်မကူးရတဲ့ရင် copy ကူးလိုက်ပါမယ်အဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်ကဒီ event fitter ကိုသွားမယ် event fitter ဒီ table တဲ့ data တဲ့ sorry data တဲ့ကဒီ fit sort and fitter tool ထဲမှာရှိပါတယ်အဲ့ event fitter ကိုကျွန်တော်သွားလိုက်မယ်ဆိုရင်ဒီမှာ event fitter box လေးကြာလာပါတယ်ဒီရောက်ရအောင်ပါနော်အဲ့ဒီ event fitter box လေးမှာသူကဒီမှာ action ဆိုရရှိရအပေါ်မှာ fitter the list in place ဒီနေရာမှာပဲ filter လုပ်မှာလားဒါမှမဟုတ်ဆို copy to another location အဲ့ filter ရဲ့ another location ကိုကြည့်သွားမှာလားပေါ့ကျွန်တော်တော့ဒီနေရာမှာဒီနေရာမှာပဲ copy ကူးပါမယ်နော်အဲ့ဒါဆိုကျွန်တော် filter in the list in place ပဲရှိမယ်ဒီအောက်မှာဆိုလို့ရှိရင်တော့ list range ရဲ့ criteria range ရဲ့ဆိုပြီးရှိပါတယ် list range ဆိုတာကတော့ကျွန်တော်တို့ဒီဟိုဟာပေါ့နော်ကျွန်တော်တို့ရဲ့မူရင်း data view ကိုပြောတာပါကျွန်တော်တို့ filter စစ်ချင်တဲ့မူရင်း data view ကိုပြောတာ criteria range ဆိုတာကတော့ကျွန်တော်တို့ဘယ်ဟာကို ဘယ်ဟာကိုပေါ့နော်စစ်ချင်တာလဲဆိုတော့ criteria ကိုပြောတာဖြစ်ပါတယ်အဲ့ဆိုတော့ကျွန်တော်တို့ဒီနေရာမှာဆိုရင်2မျိုးသုံးလို့ရပါတယ်ဒီ event filter တွေဒီ defining ပေးပြီးတော့ list rate နေ criteria rate နေကို defining ပေးပြီးတော့လဲသုံးလို့ရတယ်လို့အဲဟိုဟာပေါ့နော် defining ပေးပြီးတော့လဲသုံးလို့ရတယ်လို့ဒီတိုင်း cell reference နေကိုလဲသုံးလို့ရပါတယ်ကျွန်တော်ကတော့ဒီနေရာမှာ defining ပေးပြီးတော့သုံးမှာဖြစ်ပါတယ် ဲ့တော့ပထမဆုံးကျွန်တော် name manager တွေကိုသွားပြီးတော့ define name ပေးပါမယ် formula တွေက name manager တွေမှာဒီမှာ define name ဆိုတာရှိပါတယ်အဲ့ဒီကိုသွားပြီးပေးမယ်ဒါမှမဟုတ် name manager တွေက new name နဲ့ပေးရင်လည်းရပါတယ်ကျွန်တော်ကဒီမှာ name ကိုလုတ်ထားတာဒီချက်ဖြစ်လိုက်မယ်ဒါကတော့ကျွန်တော် name ကိုလုတ်ထားတာကိုဖြတ်တာပါเนาะဘာမှမဆိုင်တော့ အဲအားလေးကိုနောက်ကိုရှိကျွန်တော်စမ်းထားတာလေးရှိလို့ပါအဲဆိုတော့ကျွန်တော်ပထမဆုံးကျွန်တော် defining ပေးမယ်ဆိုတော့ဒီကောင်ကိုကျွန်တော် defining ပေးလိုက်မယ်အဲသူပုံမှန်ရိုးရိုးလေးပဲပေးလိုက်ပါမယ် criteria လို့ပဲပေးလိုက်မယ်ဒါဒီ criteria ဖြစ်တဲ့အတွက် criteria ပေါ့နော် sorry ဆလုံးမောင်းမှန်အောင်ရိုက်ပါခဏနေနော် criteria c i t e r i criteria okay အပြင်တော့ဒီ table ကြီးကိုပေါ့နော်ဒီ table ကိုတော့ကျွန်တော် list range လို့ပေးလိုက်ပါမယ် ဒီ table ကိုတော့ကျွန်တော် list range လို့ပေးလိုက်မယ်အဲ့ကောင်ကကျွန်တော် formula ရ define name ကိုသွားပြီးတော့ list range အဲ့ list range လို့ပေးတဲ့နေရာမှာအဲ space bar ချလို့မရဘူးပြီးတော့ define name ပေးရင် space bar တွေ minus sign တွေ slide တွေလုံးလို့မရဘဲနဲ့ hyphen လေးခံပေးလိုက်ပေါ့ underscore လေးပေါ့နော် sorry underscore လေးခံပေးလိုက်ပါ ဒါကို list ring လို့ပေးလိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ fitter စစ်ကြည့်တယ် list ring လို့ပေးလိုက်မယ်ပေါ့အဲ့ဆိုကျွန်တော်ဒီမှာ fitter စစ်ကြည့်မယ်ဟိုမှာ3ရက်7လ24ပေါ့နော်3ရက်7လ24လို့ sorry 3ရက်7လ24လို့ထားလိုက်မယ်ပြီးတော့ကျွန်တော်အောက်မှာလည်းဒီက3ရက်7လ24လို့သွားပေးထားလိုက်မယ်ပေါ့နော်ကျွန်တော်တော့ဒီမှာမြန်မာတင်ခံထားရပြပေးပြီးသားဖြစ်သွားပြီပေါ့နော်အဲ့ဆို3ရက်7လ24လို့ကျွန်တော်ပေးလိုက်မယ်ပြီးရင်တော့ကျွန်တော်က ဒီ data တွေကိုသွားမယ် advanced filter ကိုသွင်းမယ်အဲ့ဒါပြင်ဒီနေရာမှာ list range ဆိုတဲ့နေရာမှာကျွန်တော်တို့ခဏနေကနာမည်ပေးခဲ့ကြရတာလေ list range လို့ရိုက်မယ် R A N G E ပဲဒီ criteria နေရာမှာ range နေရာမှာကျွန်တော်တို့ပေးခဲ့တာက C R I T E R I A criteria လို့ပေးခဲ့တော့ criteria လို့ရိုက်လိုက်မယ် okay ပေးလိုက်မယ်ဒါဆိုကျွန်တော်နာမည်မှာနေနော် C I T E R I A criteria criteria လို့ပေးလိုက်မယ် okay ကိုပေးလိုက်မယ်ဆိုရင်ဒီမှာ3ရက်စက္ကလရဲ့ဟာကိုဖြစ်တာစစ်သွားပြီဖြစ်ပါတယ်အဲဒါလေးကကျွန်တော်တို့အဲ့ဒါလေးကိုကျွန်တော်ကဘာလို့မှလဲဆိုတော့ developer tag နဲ့ developer tag ထဲက micro နဲ့သွားပြီးတော့ record ယူထားမှာပါအဲ့မှာ record ဒီနည်းနည်းရရှိပါတယ် developer tag ထဲမှာလည်း record micro ရှိတယ်လို့ view ထဲကဒီ micro ထဲမှာလည်း record micro ရှိပါတယ်ဘယ်ဟာယူယူအတူတူပါပဲ တကယ်လို့ developer တက်ပြောင်းနေတယ်ပေါ့နော်တချို့နေရာမှာ developer တက်ကိုမသုံးထားဘူးဆိုပြောင်းနေတတ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ file နဲ့ကိုသွားပါဒီမှာ option ဆိုရဲတဲကိုဝင်လိုက်ပါ ပြီးရင်တော့ customer ribbon ဆိုတာတဲကိုသွားပါဒီမှာ developer လေးကိုအမှန်မချစ်ရသေးဘူးဆိုရင်အမှန်ချစ်ခဲလိုက်ပါကျွန်တော်ကတော့ကျွန်တော် developer တက်ကိုအမှန်ချစ်ထားပြီးသားပါ ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်က record ဖမ်းမယ်ဆိုလို့ရှိရင်ပထမဆုံးကျွန်တော်ကဒီ record တွေကိုကျွန်တော်ဒီကနေသွားလိုက်မယ်ပေါ့နော်။ဒါကျွန်တော်ငကိုစမ်းထားရတဲ့ရှိတဲ့အတွက် micro 7လို့ပေါ်နေတာပါ။တကယ်လို့မရှိဘူးဆိုတော့ micro run လို့ပေါ်ပါမယ်။ဒီနေရာမှာ micro name ကိုကျွန်တော်တို့ပေးခဲ့လို့ရပါတယ်။အဲကျွန်တော်ဒီနေရာမှာ filter လို့ပေးခဲ့လိုက်မယ်ပေါ့နော်။မပေးရင်လည်းရတယ်ပေးခဲ့လိုက်မယ်ပေါ့နော်။ကျွန်တော် filter လို့ပေးခဲ့လိုက်မယ်။မပေးခဲ့ဘူးဆိုရင်တော့ကြာလိုက်ရင် short ပုံမှာဆိုတော့အဲပေးခဲ့တာကောင်းပါတယ်။ဒါမှမဟုတ်ဆိုရင်လည်း micro ဖမ်းပြီးမှသပေးလို့လည်း နာမည်ကိုနှိမ်ပြောင်းလို့လည်းရတာပေါ့နော်ကျွန်တော်တခါလေးပေးခဲ့လိုက်ပါမယ်ဖစ်တာလို့ပေးခဲ့မယ်ဒီလိုမှ okay လို့မနှိမ်ခင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတာကိုတော့ကျွန်တော်တို့စဉ်းစားထားရမယ်ပေါ့နော်သူက record ဖန်တော့မှာဖြစ်တဲ့အတွက်ပေါ့နော်အဲဆိုတော့ကျွန်တော်ဒီနေရာမှာ okay လို့ပေးလိုက်မယ် micro name နဲ့ဖစ်တာ already ရှိနေတယ်တဲ့ကျွန်တော်ငကိုစမ်းထားတာရှိနေလို့ပါအဲ့တော့ကျွန်တော်ဒီနေရာမှာဖစ်တာ1လို့ပေးလိုက်မယ်နော် Twitter run လို့ပေးလိုက်မယ် OK လို့ပေးလိုက်မယ်ဟောမရပါဘူးသူကဘာဖြစ်လို့ဆိုတော့ hyphen ဆိုင် Twitter run OK လို့ပေးလိုက်မယ်ဆိုရပြီအဲ့ဒါဆိုကျွန်တော်ဘာလုပ်မှာလဲဆိုတော့ကျွန်တော် Twitter စစ်မှာဒီမှာ3ရက်7လရှိပြီဆိုတော့ကျွန်တော် data တွေကိုသွားမယ်နော် event twitter တဲ့ကိုဝင်မယ်အဲ့ဒါပြီးလို့ရှိရင်ဒီနေရာမှာကျွန်တော် list range နေရာမှာ list range ကိုကျွန်တော်ခဏနေရာနာမည်ပေးထားတဲ့ list range ကိုရိုက်လိုက်မယ် criteria နေရာမှာ C R I T E R I A criteria လို့ရိုက်လိုက်မယ် okay လို့ပြီးလိုက်မယ်အဲ့ဒါကျမှ criteria range ဖြစ်သွားပြီအဲ့ပြီးလို့ရှင် developer တက်သေးက store recording ကိုနှိမ့်လိုက်ရပြီကျွန်တော်ကပြီးသွားပြီဆို store recording ကိုနှိမ့်လိုက်လို့ရပြီဒါမှမဟုတ်ဆိုရင်ဒီအောက်မှာလည်းဒီမှာနော် store recording a micro is ဆိုပြီးတော့မှာပေါ်နေရရှိပါတယ်အဲ့ဒါနှိမ့်လဲရတယ်ကျွန်တော်တို့ဒီမှာနှိမ့်လိုက် okay ပြီးသွားပြီပေါ့နော်အဲ့ဒါဆိုဒီမှာတက်ကြည့်လိုက်ရင် မိုက်ခရိုဒီဘက်ကမိုက်ခရိုထဲမှာကြီးလိုက်ရင် filter 1ဆိုပြီးပေါ်နေပြီ OPR ဆိုတော့ကျွန်တော်ကဒီမှာ၄ရက်ဆက်တလ sorry ၄ရက်ဆက်တလ24လို့ပြောင်းလိုက်တယ်ပေါ့နော်ပြောင်းပြီးတော့ကျွန်တော် filter စစ်ကြည့်မယ်ဒီမှာ filter 1ကိုတွားလိုက်မယ် run ဒီမှာ၄ရက်ဆက်တလကို filter စစ်သွားပြီးဖြစ်ပါတယ်ဒီမှာ၅ရက်ဆက်တလ24ကိုတွားလိုက်မယ်အဲပြီးလို့ရှိရင် developer client ဆက်တလ24ကိုတွားလိုက်မယ်ဒီမှာ မိုက်ခရိုတဲကဖစ်တာ1ဆိုရင်1ဆိုရင်ပြီးလိုက်ရင်ဒီမှာ9ရက်ဆက်ကလောက်ကိုဖစ်တာဆက်သွားပြီးဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ကအဲ့ဒီဖစ်တာကြီးကိုဒီထဲကိုသွားသွားပြီးတော့မနှိပ်ချင်ဘူးနှိပ်ရရင်ရှုပ်တယ်ဆိုတော့ကျွန်တော်ဒီနေရာမှာဟိုဟာ shake လေးတွေထည့်ပြီးတော့ assign ထည့်ပါမယ် အဲ့ဆိုတော့ကျွန်တော်ဒီညမှာဆိုကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကလေရှည်သွားမယ်လို့ကျွန်တော်ချိတော်တော်လေးရှည်သွားနိုင်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုဖိုင်လေးကိုနှစ်ခုခွဲပေးလိုက်မယ်ပေါ့နော်အဲဒီဗီဒီယိုဖိုင်လေးကဒီနေ့တင်ပေးပြီးတော့နောက်ထပ်ဗီဒီယိုဖိုင်ကတော့တပတ်ခါမျက်ပြန်မဟုတ်ရင်ကျွန်တော်တပတ်ခါတင်ပေးမယ်ပေါ့နော်အဲ့လိုလေးတင်မယ်ကျွန်တော်ကအဲ့ဒီကျွန်တော်ရဲ့ K7 KMP ကနေပြီးတော့တပတ်ကိုဗီဒီယိုသုံးဖို့ပေါ့နော်တကယ်ချတခါဗီဒီယိုသုံးဖို့ကိုတက်နိုင်တယ်များကျွတ်တက် ီဒီယို၃ပုတ်ပေါ့เนาะကျွန်တော်တင်ပေးပါတယ်အဲ၃ပုတ်တော့ဖြစ်အောင်ကျွန်တော်တင်ပေးနေတယ်ပေါ့เนาะအဲဆိုကျွန်တော်ရဲ့ Facebook page လေးကိုလည်း like and follow မလုပ်ထားရဘူးဆိုရင် like and follow လုပ်ပေးဖို့လည်းအောက်ဆိုချင်ပါတယ်အဲ YouTube မှာလည်းကျွန်တော်ရဲ့ Facebook YouTube မှာလည်းကျွန်တော်ရဲ့ပေါ့เนาะ K7KN ဆိုပြီးတော့မှကျွန်တော်အ YouTube မှာလည်းဖွင့်ထားပါတယ် channel လေးဖွင့်ထားပါတယ်အဲ့ channel လေးကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ရှင် ဟုတ်ပြီအဲ့ဆိုကျွန်တော်တို့ကဒီမှာအဲ့ဒီ record နဲ့မတီးပေါ့နော် assign record ကိုဟိုဟာကို micro ကို assign ထည့်မယ် assign ထည့်မယ်ဆိုရင် insert ထဲက shape ကိုသွားမယ်အဲ့ပြီးကိုလိုချင်တဲ့ shape ပုံစံလေးယူလိုက်ပါပေါ့နော်ကျွန်တော်ဒီ shape ပုံစံလေးယူလိုက်မယ်အဲ့ပြီးဒီနေရာမှာကျွန်တော်ချလိုက်မယ်ပေါ့ဒီထဲမှာ shape ရဲ့ style လေးပါတယ်ကျွန်တော်တို့ကြိုက်တာပြောင်းလို့ရဒီမှာပြောင်းလို့ရဒီမှာပြောင်းလို့ရတယ်ကျွန်တော်တို့အပြာလေးပဲထားလိုက်မယ်ပေါ့နော်ကိုကြိုက်တဲ့ပုံစံပြောင်းမှာအဲ့ဒါပြီးရင် edit တက်သေးကိုသွားမယ်အဲ့ပြီးကျွန်တော်ကဒီကလေးက fit တာဆိုတဲ့အတွက် assign r t e r ဖြစ်တာပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့အတိုင်းဖြစ်တာ1လို့ပြီးလိုက်မယ်အဲပြီးရင်ဒီကောင်လေးတွေကိုဒီမှာအသေးပဲလေးဒီလိုလေးတွေသွားမယ် site တွေပါလေးကိုကြိုက်တယ်လို့ပြင်ပါအဲပြင်ပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာလေးကို white clean နှိပ်လိုက်မယ် right clean နှိပ်ပြီးတော့ဒီမှာ assign micro ဆိုတာလေး white clean နှိပ်လိုက်ရင်ဒီဘောက်လေး assign micro ဆိုတာလေးကြာလာမယ် okay ကိုသွားလိုက်မယ်ဖြစ်တာ1ကိုနှိပ်လိုက်မယ် okay ပြီးလိုက်မယ်ဒါဆိုရင်ဒီမှာနှိပ်လိုက်ရင်ဒီလိုလက်မပုံလေးပေါ်သွားပါတယ် ဒီကောင်ကိုတတ်နိုင်လိုက်ပြီဆိုရင်လည်းဖစ်တာစစ်ပြီးသားဖြစ်သွားမှာပါကျွန်တော်ကဒီမှာဖစ်တာစစ်ထားဆိုတော့ကျွန်တော်အရင်ဆုံးဖစ်တာမစစ် clear ရင်လုံးလိုက်တယ်ဒါဆိုရင်စီးရင်လည်းဒီတိုင်းဖြစ်တယ်အဲဆိုရင်ကျွန်တော်ဒီမှာတတ်နိုင်ကြည့်လိုက်တယ်ဖစ်တာဖြစ်သွားပါပြီဒါဆိုရင်အဆိုင်လေးဝင်သွားပြီဖြစ်ပါတယ်ကျွန်တော်ဒီနေရာထိတစ်ဖြတ်တင်ပေးလိုက်ပါမယ်။ကျန်တဲ့ clear လောက်တာလေးတွေကိုတော့နောက်တစ်ပတ်မှာနောက်နောက်ဗီဒီယိုမှာပါမှာပေါ့နော်။ဗီဒီယိုအရင်ရှည်သွားမှာဆိုလို့ပါ။